အစစ်အမြင့်ရောင်တာဟာတွေ့ရများတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။အယိုးအစစ်တွေကနတ်တရှိရောင်ရမ်းပြီးတော့နာကျေကခဲ့တာကိုဖြစ်ပေါ်စေပါတယ်။စစ်တမ်းတစ်ခုအရာ အမျိုးသားတွေရဲ့40ရာခိုင်နှုန်းအမျိုးသမီးတွေရဲ့59ရာခိုင်နှုန်းခန့်အားဆိုရင်သူတို့ရဲ့ဘဝမှာအစစ်ရောင်တဲ့ဝေဒနာကိုခံစားရတယ်လို့သိရပါတယ်။သူတွေဒနာပြုချက်တွေအရာအစီအောင်နာကနေထိုင်စားသောက်ပုံနဲ့လည်းဆိုင်နေပါတယ်။အထူးသဖြင့်အစားအသောက်ကိုတတိပြုစားသုံးလို့ရှိရင်ဝေဒနာခံစားရတာကနေပြီးတော့သက်သာဆင်းနိုင်ပါတယ်။ ဒီနေ့ပြပြမှာတော့အစိမ်းရောင်တဲ့သူအနေနဲ့ရှောင်ကျင်းတဲ့အစားအသောက်တွေပဲဖြစ်ပါတယ်ပထမအောင်စားစာကတော့တခြားပါဒီနေရာမှာထပ်ပေါင်းတခြားအောင်ဆူလို့လာဖြစ်ပါတယ်အစားအစာတချို့ကိုစားကောင်းအောင်လို့ဆိုပြီးတော့ပုံမှန်ရှိတဲ့ပမာဏထက်ကျုံလုံးပြီးအချို့ကဲအောင်လို့တခြားကိုထပ်ပြီးတော့ဖြစ်ထားတတ်ကြပါတယ်ဆိုတာရေခဲမှုတခြားလုံး ဒီလိုမျိုးတေးစာမျိုးစုံမှာတခြားဓာတ်ကိုပုံမူထည့်သွင်းထားတကြပါပဲတခြားဓာတ်အားဆိုရင်အယိုးအဆီရောင်နာကိုပိုဆိုးစေပါတယ်ဆိုလာလိုမျိုးတခြားဓာတ်ကဲတဲ့အချိုရည်တွေကအဆီရောင်နာကိုဖြစ်နိုင်ချေပို့ပြီးတော့များပါတယ်နောက်တစ်ခုကတော့အဆင်းဆင်းပြပြင်ထားတဲ့အသားတွေပါ အစားအစာတချို့ကိုကြာရှည်ကံအောင်လုပ်ပြင်ထားတာဆိုရင်ကျန်းမာရေးနဲ့မညီညွတ်ပါဘူးအထူးသဖြင့်အနီရောင်အသားတွေဖြစ်တဲ့ဝတ်သားအမဲသားတိုးသားစိတ်သားတွေပဲဖြစ်ပါတယ် ဒီလိုမျိုးအစစ်စစ်ပြပြင်ထားတဲ့အသားတွေမှာရောင်ရဲမှုကိုအားပေးတဲ့ CRP လိုမျိုးဓာတ်ပစ္စည်းတွေပါဝင်နေပါတယ်။ဒါကြောင့်မို့လို့အစစ်ရောင်ရဲသူတွေကိုဝေဒနာပိုပြီးတော့ဆိုးစင်နိုင်ပါတယ်။နောက်တစ်ခုကတော့ gluten ပါဝင်တဲ့အစားအစာတွေပါ။ gluten ဆိုတာကဂျုံဖာလီတွေမှာပါဝင်တဲ့ protein အုပ်စုတစ်မျိုးပဲဖြစ်ပါတယ်။သူရိသနာတွေအရ gluten နဲ့မှာတဲ့အစားအသောက်တွေအားဆိုရင်အစစ်ရောင်တော့ကိုပိုပြီးဆိုးဝါးစေလို့သိရပါတယ်။လေဘန်နာကြောင့်အစိအောင်ယောဂါခန်းစားနေရတဲ့သူတို့ချို့ကိုဂလူတာပါဝင်ခြင်းမရှိတဲ့စားသောက်ပုံကိုကြောင်းလဲစေရမှာ ယောဂဝိညာဉ်ကိုတက်လာစေလို့ပြောကြပါတယ်။နောက်တစ်ခုကအသင့်စားတရားစာတွေပါ။အသင့်စားတရားစာတွေကိုစားချက်စပွဲဖြစ်အောင်လို့အစဉ်အဆက်ပြုလုပ်ထားတတ်ကြပါတယ်။ဒီလိုမျိုးတရားစာတွေမှာတခြားတက်လွန်ခဲ့တဲ့အပြင်တန်ရှိခန္ဓာတုပစ္စည်းတွေနဲ့ခြောက်ရံတာကိုအားပေးတဲ့အခြားပစ္စည်းတွေပါဝင်နေပါတယ်။အဲ့ဒါအပြင်တရားစာကအဝလွန်နာကိုအားပေးပါတယ်။အဝလွန်တဲ့သူတွေနဲ့ကိုယ်အလေးချိန်ထိရောက်ခဲ့တဲ့သူတွေမှာအစိအောင်နာနဲ့ပတ်သက်တဲ့ယောဂဝိညာဉ်တွေပုံမခံစားရစေပါတယ်။နောက်တစ်ခုကတော့အေကိုဟောပါ။ အရက်တောက်တာကအစိအရနောက်ကိုပုံမဆိုးအပ်စေနိုင်ပါတယ်အထူးသဖြင့်အရက်ကိုနှိမ့်နှိမ့်ချပြီးတော့ဆွဲတောက်တဲ့သူတွေမှာဆိုလို့ရှိရင်အယိုးအစိရောင်နိုင်စေပို့ပြီးတော့များပါတယ်နောက်တစ်ခုကတော့ဟင်းသီးအရက်ကနေထုတ်တာတဲ့အစီတချို့ပါ Omega 6နဲ့ Omega 3ဟာချက်မညီတာကလေးဘက်နာအစိအရောင်နာကိုပိုပြီးရဆိုးရစေပါတယ်အထူးသဖြင့် Omega 6မြင့်မာနာကအစိအရောင်နိုင်ချပိုပြီးများပါတယ်ဒါကြောင့်မို့လို့ Omega 6ပါမှုများတဲ့ Hyaluronic acid တွေကိုအစိအရောင်လက်တွေကရှောင်ရှင်တင်ပါတယ်နောက်တစ်ခုကတော့စားများတဲ့အစားအစာတွေပါ အစင်းမြင့်အောင်လုပ်သူတွေကစားကို short စားတင်ပါတယ်။စားနေထားတဲ့အသားတွေအစင်းစင်းပြပြထားတဲ့စားစရာတွေကိုရှောင်ကျဉ်တင်ပါတယ်။အစင်းအောင်လုပ်သူတွေအနေနဲ့ဖော်ပြထားတဲ့အစားအစာတွေကိုရှောင်ကျဉ်ပြီးတော့ကိုယ်နဲ့တင်တော်မဲ့လေ့ကျင့်ခန်းပြုလုပ်တာဆလိတ်ရှောင်တာလက်ဆက်ပြီးတော့စက်မရင်နဲ့ညိုတဲ့အစားအသောက်တွေကိုစားသုံးခြင်းဖြင့်နေထိုင်စားသောက်မှုပုံတွေနဲ့ပြောင်းလဲတင်ပါတယ်။ဒီလိုမျိုးနေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲတာကအစင်းအောင်တဲ့ဝေဒနာကိုရော့ပါစေဖို့အထောက်အကူပြုလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကိုချလိုက်ပါရရှင်။အားလုံးကိုချစ်စုတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။